ြပါရှင်။ Radio Veritas Asia အာရှသမတရားတံလွင်ဌာနမှမြန်မာဘာသာစီစဉ်များကိုစတင်တံလွင်နေပါတယ်။နေ့စဉ်မြန်မာစံတော်ချိန်နာရီ6:00နာရီမှ6:00နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွင်ပေးနေပါတယ်ရှင်။တို့ဒါရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံးဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVE မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခန္ဓာအောင်ကနှုတ်ခွန်းဆက်ပါရရှင်။ နော်ဂျုံဝင်းစော်ထွန်းကနေပြင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့တက်ရောက်တဲ့မွနီရှင်များကတော့လယ်ဝီမျိုးမှချစ်ခံတော်ဟာရန်ကုန်အေးစိန်ဖော့ကံမှမမြင်မြင်ကြည်ဆွေရန်ကုန်အလုံးမှနူနူအိမနာမျိုးမှခီလင်းငယ်မြညာမျိုးမှမာရီယာဆန်းဆန်းအေးခေဘူမျိုးမှမာဂရက်ကေဒီကာလင်းကြီးမျိုးနယ်မှ နောင်ငယ်ငယ်ခေါ်ဆန္နာမို့ တတိုင်းတိုင်းအင်းတော်မျိုးနဲ့မှပုကံမီရန်ကုန်အူကုန်းမှာမမေဒီ FMM ပြည်ချင်းအတင်းတိုင်းမှာစစ်စဲတိကလာဝါဝါမန္တလေး ADS ပို့မှာမောင်စင်သူကျော်မန္တလေးတံဝင်မှာမဟိမန်တော်စင်ကျိုးတဲ့သီလချင်းအတင်းတိုင်းမှာစစ်စဲအေနာမန္တလေးစင်ဒီပီယာမှာအိုအိမင်းတို့ပဲဖြစ်ပါတယ်ဒီကနေ့ကြက်ရောက်တဲ့မြို့နေရှင်များ နတ်စင်အပိနေသူများအလုံးပေါ်တရားရှင်ရဲ့ကောင်းခြင်းများစတဲ့တဘူတို့၍ခံစားရပါစေကြောင်းအဆက်တမတရားမြန်မာဝိုင်းစီတင်မှာဘိုင်းတော်သူဘိုင်းတော်သားများနဲ့အတူကျွန်တော်ဂျုံဝင်းစော်ထွန်းကနေစုမုံကောင်းတောင်းပေးရင်ဒေသရှင်သောစုခင်ဒီစုထားတဲ့ယနေ့အတွက်ဆိုရဲဓမ္မတခြင်းကိုအင်ဆက်ပေးလိုက်ပါတယ် Dede. Mm -hmm. ာဝဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ဟောအပ်သောဆုတောင်းမေတ္တာ။ဩတနာကိယုနာရှင်ဖခမိတော်ဗျာ။ကိုရောဒီသာသမိတို့ကို အမြဲမပြတ်စောင့်ရှောက်လျက်ရှိသည်ကိုယုံကြည်ကြပါ၏။သာသမိတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စစ်မတ်အန္တရာယ်ဘေးများကြားမှကိုယ်တော်ရှင်တနာကိယနာတော်ဖြင့်ထူမပေးတော်မူပါ။သာသမိတို့သည်ခွန်အားကုန်ခန်း၍အကြိမ်ကြိမ်လဲကြလျက်ရှိကြပါ၏။ ကိုယ်တော်ရှင်မှလွဲ၍မြည်သည့်အရာမှအားကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကို ဖြည့်ဆည်းပေးတော်မူပါလိုအပ်နေသောစေဝါများအစားအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသောသာသမီများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုယ်တော်ရှင်၏ ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါ။သာသမီတို့၏ဘဝနေထိုင်မှုတွေအထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနှင့်အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရောရှင်ပေးသနာတော်မူပါ။ပါဝင်လှူဒန်းကြသောလူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနှင့်အတူအစတရားမကသောကောင်းကြီးကျေးဇူးများနှင့်ပြန်လဲ၍တွန်းလောင်းချပေးသနာတော်မူပါ။မိမိတို့၏အသက်ကိုပဓာနမထားဘဲ စွန်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိမ့်မှာခဲ့သည့်ငါ၏ညီကိုတို့ကို ပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆုများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကိဥနာတော်ဖြင့်ခွင့်လွတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေချမ်းတရားဝါပြောသော နိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီးတို့တောင်းလျှောက်ကြပါသည်ဖျား အာမင်စီလံစွာသောဓမ္မမိတ်ဆွေညီကိုမောင်နှမပေါင်းတို့ဖာသာငငယ်တုန်းကအဖြစ်ပြက်လေးတစ်ခုကိုပြန်လဲအမှတ်ရမိပါတယ်ငယ်စဉ်တုန်းကကလေးတွေနဲ့ကစားကြတဲ့အခါမှာမိဘတွေကတစ်ခါတလေမှာစုံမတယ်ကြီးကောင်ကြီးမကြီးနဲ့ကလေးပိုလုံနေတယ် နေကိုကတဲကျက်ကလေးတွေကိုလမ်းပြနေတာသာသဖြင့်လူကြီးတွေကစူရာကိုခံရဘူးပါတယ်အိမ်တကားဝကနေမဝင်ပဲနဲ့ပရင်ပေါက်ကနေကြော်ဝင်တခိုးလမ်းပြလှုပ်ပြီးဆိုတာမျိုးလဲကလေးဘွားမှကြုံဘူးတယ်အော်ဘာပဲလှုပ်လှုပ်သူများကကြည်နေတာ ကိုလှုပ်ရက်တွေက သူများအတွက်လည်းဖြစ်နေပါလားဆိုတာကိုသိခဲ့ရပါတယ်ဖာသာတို့အားလုံးဟာဘသူမှ ကို့အတွက်ပဲရှင်သန်ကြတဲ့သူတရားမှမရှိပါဘူး ကိုယ့်ရဲ့ရှင်သန်ခြင်းကသူတပားကိုလည်းအနည်းနဲ့အများထိပါတက်ရောက်မှုရှိပါတယ်။ကိုကသာကိုဘလို့နေလဲဆိုတာကိုသတိမထားမိတာပါ။ဘေးနာပတ်ဝန်းကျင်က လူတွေကအငြင်းန်းစောင့်ကြည့်နေတယ်။သူများတွေကြည့်မနေပါဘူးလို့အထင်နဲ့လှုပ်လိုက်တဲ့အပြုတ်မှုတိုင်းကသူများအတွက်တက်ရောက်မှုတစ်ခုခုတော့ဖြစ်စေပါတယ်။ဘသူဘာပြောပြောဂရုစိုက်စရာမလိုပါဘူးဆိုတာဟာနေရာတိုင်းတော့မမှန်နိုင်ပါဘူး။ကိုကောင်းရင်ခေါင်းမကြွေးပါဘူးဆိုပေမဲ့ ရွေးခဲ့ရတဲ့ခေါင်းတွေလည်းရှိပါတယ်။ပဝင်းကျင်ကကိုကိုထူးစစ်တာမျိုးရှိသလိုကိုကလည်းအတိုင်းဝိုင်းကိုပြန်လဲပုံသွင်းတာမျိုးလည်းရှိပါတယ်။ဘာပဲဖြစ်ဖြစ်ကိုကောင်းအောင်နေခြင်းဖြင့်သူများရဲ့ဘဝကိုပိုပြီးကောင်းသွားစေနိုင်သလိုကိုကိုတိုင်းကမကောင်းလန်းပြဖြစ်အောင်နေတယ်ဆိုရင်သူများတွေမကောင်းတာလုပ်ဖို့အားပေးအားမြောက်သလိုဖြစ်သွားနိုင်ပါတယ်။တချို့တွေလည်း နေခြင်းတလို့နေပြီးတလွဲလောက်ကြတဲ့ဘုံကြီးတွေသူတော်စင်တွေခရိယံဘာသာဝင်တွေလည်းရှိကြပါတယ်သူတို့ရဲ့ပုံသက်တွေတွေကဒီနေ့ခေတ်မှာရိုက်ခဲမှုတွေရှိလာတယ်တချို့ကလည်းပြောကြတယ်သူမကောင်းတာသူကိုဖျားဆီးရင်လိမ့်မယ်ဖျားကိုအယုံကြည်မပြတ်ဖို့ကကိုယ်ကိစ္စပဲလို့ဆိုတာမှန်ပေမဲ့ဘဝပုံသက်တွေကလည်းသူများအပေါ်မှာလွှမ်းမိုးမှုရှိတာကိုငြင်းလို့မရပါဘူးဘသူမဆိုးမကောင်းလန်းပြဖြစ်အောင်နေရင်သူတစ်ပါးအတွက်လည်းနည်းနည်းလေးပဲဖြစ်ဖြစ် တယောင်မှုဆိုတာရှိသွားနိုင်တယ်။ဒီနေ့ဧဝံဂေလိကျမ်းစာမှာမကောင်းလန်းပြတဲ့သူဟာကျိတ်ဆုံကြောက်ကိုလယ်ဘေးမှာဆွဲပြီးပင်လယ်ထဲမှာပြစ်ချခံလိုက်ရတာကပိုကောင်းအောင်မယ်လို့တခိစုကဆိုခဲ့ပါတယ်။အတိဘယ်ကသူများကို အပြစ်ရောက်အောင်ဖြစ်စေရင်မကောင်းလန်းပြခြင်းလို့ဆိုနိုင်တယ်။ဒါကြောင့်ခရစ်တော်ကမကောင်းလန်းပြခြင်းကိုမပြုလုပ်ဖို့ပြင်းပြင်းထန်ထန်ကိုဆုံးမခဲ့ခြင်းဖြစ်ပါတယ်။ဓမ္မမိတ်ဆွေညီကိုမောင်နှမပေါင်းတို့ကျွန်တော်တို့ဘဝတက်တာကို အကောင်းတွေပြုရင်းနဲ့သူများကိုလည်းအကောင်းပြုအောင်လက်တွဲခေါ်ဆောင်နိုင်တဲ့သူတွေဖြစ်ဖို့သူများဘဝတွေကိုမကောင်းလန်းပြတဲ့သူတွေမဖြစ်ဖို့ကြိုးစားရမှာဖြစ်ပါတယ်။အကောင်းကိုပြုကျင့်ခြင်းဒုစရိုက်ကိုရှောင်ရှားခြင်းဆိုတာပါရမီကိုကျင့်သိက္ခာတရားနဲ့ပြည့်ဝတဲ့အတ္တတာပဲဖြစ်ပါတယ်။ဓမ္မမိတ်ဆွေပေါင်းတို့လည်းမိမိကိုယ်တိုင် ပါရမီနဲ့ပြည့်ဝတဲ့သူတွေဖြစ်အောင်ကြိုးစားရင်းကိုယ့်ရဲ့ဘဝပုံစံတွေအားဖြင့် သူတပားရဲ့အသက်တာတွေကိုပို့ပြီးကောင်းအောင်တည်တည်ခံရှင်သန်နိုင်တဲ့သူတွေဖြစ်ကြပါစေလို့ဖာသာအနေနဲ့ဆုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်။နာဆင်သူဓမ္မမိတ်ဆွေပေါင်းတို့ဖြာရှင်ကောင်းချီးမင်္ဂလာပေးပါစေ။ဓမ္မမိတ်ဆွေတို့ဒီတစ်ပတ်အတွက်အသီးတရားအညာတစ်ခုကဏ္ဍမှာတော့ကျွန်တော်တို့ခရိယန်တွေယုံကြည်ထားတဲ့ တေခြင်းတရားနဲ့စီရင်ဆုံးဖြတ်ခြင်းတရားအကြောင်းတွေကိုဝေမျှပေးမှာဖြစ်ပါတယ်။လူဘဝတက်တာဆိုတာမွေးဖွားခြင်းနဲ့စပြီးတေဆုံးခြင်းမှာအဆုံးသတ်ကြတယ်။ဒါပေမဲ့ကျွန်တော်တို့ယုံကြည်သူခရိယန်တွေအတွက်တေပြီးရင်ဘာဖြစ်လာမလဲ။ဒီနေရာမှာနောက်ဆုံးတရား၄ပါးကိုထောက်ရှုကြည့်ကြပါစို့။နောက်ဆုံးတရား၄ပါးဆိုတာဘာ၄လဲပရမတ္တကုသေခြင်းတရားစီရင်ဆုံးဖြတ်ခြင်းကောင်းငင်ဘုံ သို့မဟုတ်ငရဲတို့ဖြစ်တယ်ကျွန်တော်တို့ယုံကြည်သူကက်သလစ်တွေရဲ့ဓမ္မပညာရမှာတော့လူအားလုံးနဲ့ဆိုင်သော သခင်ခရစ်တော်၏နောက်ဆုံးကြိမ်ကြွလာခြင်းနဲ့စီရင်ဆုံးဖြတ်ခြင်းဆိုတဲ့အကြောင်းဓမ္မပညာရကသင်ကြားထားတယ်ကက်သလစ်အသင်းတော်ရဲ့နောက်ဆုံးတရား၄ပါးနဲ့ဆိုင်တဲ့တွင်တင်ချက်ကိုဘာကြောင့်ဒီနေရာမှာ ဝေမျှရသလဲကျွန်တော်တို့လူတိုင်းသိရမယ်ဒီလမ်းကိုသွားရမယ် ကျွန်တော်တို့ဝိညာဉ်နောက်ဆုံးသောကာလကျွန်တော်တို့ရဲ့ကံကြမ္မာကိုကျွန်တော်တို့နားလည်နိုင်ဖို့အဲ့နားလည်နိုင်တဲ့အရာကိုဒီအသက်ရှင်စင်မှာကျွန်တော်တို့အထောက်ကူပေးတဲ့တန်ရှင်းတဲ့ဝိညာဉ်တက်တာကိုပြင်ဆင်ဖို့ကိုကျင့်တရားပြေးဝါတဲ့ဝိညာဉ်ဆိုင်ရာရှင်သန်နေထိုင်မှုတွေကိုထောက်ပံ့ပေးဖို့ဒီနောက်ဆုံးတရား၄ပါးကို ဝေမျှရခြင်းဖြစ်တယ်ဒီနောက်ဆုံးတရား၄ပါးရဲ့ပထမအဦးဆုံးအချက်ဖြစ်တဲ့သေခြင်းတရား ီအချက်ကလေးကိုကျွန်တော်နဲ့အတူထောက်ရှုကြည့်အောင်သေခြင်းတရားသည် အပြည့်အဖိုးခဖြစ်ကြောင်း The Council of Trent Trent မြို့မှာပြုလုပ်တဲ့သာသနာတော်ရဲ့အစည်းအဝေးကြီးမှာအောက်ပါအတိုင်းသွန်သင်ထားတယ်သာသနာတော်ရဲ့အစည်းအဝေးတွေဆိုတဲ့ဥစ္စာကတမန်ကျမ်းစာကိုအခြေခံပြီးတော့မှ ပြုလုပ်တဲ့အစည်းအဝေးတွေဖြစ်တယ်ဒီအစည်းအဝေးကြီးက The Council of Trent ရဲ့သွန်သင်ထားတာက အာရန်ဒီဖျားရှင်ပြည့်ညတ်တော်ကိုချိုးဖောက်ခြင်းကြောင့် အပြစ်ကြုံဖြစ်လာခဲ့၏။ဘုရားရှင်ဖန်ဆင်းတဲ့ပထမဦးဆုံးလူသားအာဒံအာဒံနဲ့ဧဝဘုရားရှင်ရဲ့ပြညတ်တော်ကိုချိုးဖောက်လို့အပြစ်တရားကလောကထဲကိုရောက်လာတယ်။ဒါကြောင့်ဘုရားရှင်က သူ့အားသေခြင်း အပြစ်ဒဏ်ကိုပေးခဲ့တယ်။ဘုရားရဲ့ပြညတ်တော်ကိုဆန့်ကျင်ခဲ့ခြင်းကြောင့်သေခြင်းတရားကလောကထဲကိုဝင်လာရတယ်။ ဲ့ဒီအာရန်ရဲ့တည်ခြင်းတရားကို လူသားတို့တရက်လုံးအားလက်ဆင့်ကမ်းပေးခဲ့တယ်။ပထမဦးဆုံးလူသားဖြစ်တဲ့အာရန်နဲ့ဧဝကျူးလွန်ခဲ့တဲ့အဖြစ်ကသူ့ရဲ့နောက်မှာလိုက်လာတဲ့သားသမီးတွေအားလုံးဒီတည်ခြင်းတရားကို ရင်ဆိုင်ကြရတယ်။တေခြင်းတရားသည်အာဒံ၏အပြစ်အကျိုးဆက်တစ်ခုဖြစ်တယ်။ဒီအကြောင်းကိုရှင်ပေါလုကလည်းကျွန်တော်တို့ကိုရှင်းလင်းစွာသွန်သင်ထားတယ်။ ရှင်ပေါလုရဲ့ရောမမြို့သားတို့ထံရေးသောစာအခန်းကြီး9ခန်းငယ်7မှာရှင်ပေါလုတုံသင်ထားတာက ထိုမကောင်းမှုအပြင်တည်ခြင်းတရားသည်ဤလောကအတွင်းသို့ဝင်ရောက်လာခဲ့၏ဤသို့ဖြင့်လူအပေါင်းတို့သည်အပြစ်ကျူးလွန်ကြသောကြောင့်တည်ခြင်းသည် လူအပေါင်းတို့အပေါ်သို့တည်ရောက်လေ၏ဒါတည်ခြင်းတရားလောကထဲကိုဘလို့ရောက်ရှိလာတယ်ကျွန်တော်တို့ကက်သလစ်အသင်းတော်ရဲ့မြတ်သောယူဝါဒတုံသင်ချက်မှာကတော့တည်ခြင်းတရားသည် အပြည့်အကျိုးဆက်တစ်ခုဖြစ်ကြောင်းရှင်းလင်းစွာပေါ်ပြထားတယ်။တေခြင်းတရားသည်လူအပြည့်ကြောင့်ဤလောကသို့ရောက်လာရသည်။ရှေ့မှာကျွန်တော်ပြောပြခဲ့သလိုအာဒံဧဝပထမဦးဆုံးမိဘရဲ့နှစ်ပါးရဲ့ကျူးလွန်ခဲ့တဲ့အပြည့်ကြောင့်တေခြင်းတရားဟာဒီလောကထဲကိုရောက်လာခဲ့တယ်။ဒါကြောင့်လူသည်တေမျိုးဖြစ်တယ်။ဒါမဲ့ဒီသေးမျိုးဖြစ်တဲ့လူကိုဖရာသခင်ကမသေးစေရန်ကြိုတင်ကြံရွယ်ထားပြီးဖြစ်တယ်။ ဒီအကြောင်းကိုတကယ်စုကျွန်တော်တို့ကိုကယ်တင်ခြင်းအကြောင်းနဲ့ဆက်လင်းပြီးဆက်လက်ဝေမျှသွားမှာဖြစ်တယ်။ဒီတည်ခြင်းတရားအကြောင်းကိုဆက်လက်ထောက်ရှုကြည့်အောင်။တည်ခြင်းတရားဒီພັນစင်းရှင်ဘုရားသခင်ဤစီမံကိန်းနဲ့ဆန့်ကျင်တယ်။ဘုရားဟာကောင်းမြတ်တယ်ဘုရားဟာဖြူစင်တယ်ဘုရားမှာအပြစ်ဆိုတာမရှိဘူးအမှားဆိုတာမရှိဘူးမကောင်းမှုဆိုတာမရှိဘူး။ဖះလုတ်တဲ့အရာကအမြဲတမ်းပြည့်စုံတဲ့အားလုံးကောင်းမွန်တဲ့ဖះဟာအမြဲတမ်းရှင်သန်ခြင်းဖြစ်တယ် ဒါကြောင့်မို့လို့ဖယားသခင်ရဲ့ဖန်ဆင်းခြင်းစီမံကိန်းလူကိုဖန်ဆင်းတဲ့စัจ java လာကြီးကိုဖန်ဆင်းတယ်ဒီဖန်ဆင်းထားတဲ့အရာတွေထဲမှာအမှားမရှိသလိုအပြစ်ဆိုတာလည်းမရှိဘူးဒါပေမဲ့ဒီအပြစ်တရားကလူကြောင့်ဖြစ်လာရတယ်ဖယားရဲ့ပြဉ္ညတ်တော်ကိုချိုးဖောက်ခြင်းကြောင့်အပြစ်တရားဟာလောကထဲကိုဝင်လာရတယ်ဖယားကိုဆန့်ကျင်တဲ့အပြစ်ကလူသားမျိုးဆက်တစ်လျှောက်လုံးတည်ခြင်းတရားကိုရင်ဆိုင်ကြရတယ် ဓမ္မမိတ်ဆွေတို့ဒီနောက်ဆုံးတရား၄ပါးနဲ့ဆက်ဆက်ပြီးဒုတိယတစ်ပိုင်းကိုနောက်တစ်ပတ်တနင်္လာနေ့မှာဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်တဲ့အတွက်အားလုံးစောင့်မျှော်နားဆင်ပေးကြပါဦးဓမ္မမိတ်ဆွေပေါင်းကိုစိတ်နှဖျားစမ်းမချမ်းသာတော်မူကြပါစေဒီကနေ့တွေ့တဲ့ရင်ကနာပါတော့ ယမင်းကြီးလီယို14သည်ပါမောက်ခအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့်ပြည်သူနိုင်ငံရှိဘုန်းတော်ကြီးဖြစ်ယဟန်ပြတင်ကျောင်းသို့စာတစောင်းပေးပို့ကာယဟန်ဘဝသို့တလန်းရန်ရွေးချယ်ခံရသူများအားတစ္ဆာရှိခြင်းနှင့်ချစ်ချင်းမြတ်တာ၏အမြဲတမ်းသက်သေးကံများဖြစ်ကြဖို့တိုက်တွန်းခဲ့ပါသည်ယမင်းကြီးလီယို14သည်လွန်ခဲ့သောဗုဒ္ဓနေ့ကသူကြီးလိုမျိုးရှိဂိုင်းချုပ်သာသနာနယ်မေဂျာယဟန်ပြတက်ကသို့ဘုန်းတော်ကြီးတင်ကျောင်းသို့စာတစောင်းပေးပို့ခဲ့ပါသည် ထိုကြောင့်တော်သည့်တစ်ချိန်ကရန်မင်းကြီးလေးဦး34ပါမောက်ခနှင့်စာပေညွှန်ကြားရေးမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့မှုပြီးထိုအဖွဲ့စည်းရာစုနှစ်၄ခုတမိုင်းကြောင်းအတွက်ဂျေဇုတင်ကြောင်းကိုလည်းဖော်ပြထားပါသည်။၎င်း၏စာတွင်ရန်မင်းကြီးကရန်ပြည်တင်ကြောင်းသားများနှင့်တင်ကြားနေသူများ၏မရှိမဖြစ်အမြဲတမ်းလှုပ်ဆောင်ရမည့်အရာသည်ဘုရားသခင်နှင့်အတူရှိရန်ကိုရောသည်တင့်ဘဝအားပုံဖော်စေရန် ကိုရောနဲ့တူရန်ကိုရောကိုသတိရှိ၍ချစ်ရန်ဘုရားသခင်နဲ့တူရှိရန်ဘုရားသခင်သည်တင့်ဘဝအားပုံဖော်စေရန်ဘုရားသခင်နှင့်တူရန်ဘုရားသခင်ကိုသိရှိ၍ချစ်ရန်တို့ဖြစ်ကြောင်းအလေးထားပြောကြားခဲ့ပါသည်ဆလပြယာမင်းကြီးကယဟန်ဖုံးတော်ကြီးအဖြစ်ဆက်ကအနှံခြင်းသည်မိမိကိုယ်ကိုလုံးဝပိတ်လူခြင်းဖြစ်ကြောင်းရန်ပြတင်ចောင်းသားများ၎င်းတို့၏နှလုံးသားအ내ဆိုင်ဆုံးမှ တွန်းအားပေးလှုံ့ဆော်မှုများကိုစမ်းစစ်ရန်ဖိတ်ခေါ်ခဲ့ပြီးယဟန်ဖုံးတော်ကြီးအဖြစ်မိမိဘဝကို အနှံ့ခြင်းကိုယဟန်သိခါခံယူခြင်းအဆင့်အမျှတို့လျှော့ချ၍မရနိုင်ပါဘဲကြောင့်ဆိုသော၎င်းသည် လောကပြင်ပပန်းနိုင်တစ်ခုသို့မဟုတ်ပုပ်ကိုရေးရာပြဿနာများမှလွယ်ကူသောထွက်ပေါက်ကဲ့သို့လည်းမဟုတ်ရင်မဆိုင်ခြင်းသောအရာမှထွက်ပြေးခြင်းလည်းမဟုတ်သလို စိတ်ခံစားချက်ဆိုင်ရာမိသားစုဆိုင်ရာလူမှုရေးဆိုင်ရာအခက်အခဲများဤခိုးလုံရာနေရာလည်းမဟုတ်ပါယာရုတွန်းမြင့်ခံရခြင်းသုံးမဟုတ် အကာအကွယ်ပေးခံရခြင်းလည်းမဟုတ်ပါမိမိဘဝတစ်ခုလုံးကို ပေးလှူခြင်းသာ ဖြစ်သည်ဟု သူဤစာရဲတွင်ရေးသားဖော်ပြထားပါသည်ဆက်လက်ပြီးယာမင်းကြီးလီဟောက ဖုံတော်ကြီးဖြစ်မိမိဘဝအနှံ့ခြင်းကိုတမန်ခွင့်ရေးသုံးမဟုတ်အုတ်ချုပ်ရေးဆိုင်ရာလှုပ်ဆောင်မှုတစ်ခုဖြစ် ရှုမြင်ခြင်းအပေါ်တည်ပေးခဲ့ပြီးအသေးအဖွဲရည်ရွယ်ချက်ဖြင့်ယဟန်ဖုံတော်ကြီးဘဝကို ရှားဖွေသူတိုင်းသည် အခြေခံအတွေးခေါ်၌မှားယွင်းပြီးတဲဘော်တွင် အဆောက်အုံဆောက်ခြင်းသာဖြစ်သည်ဟု အလေးပေးအခိုင်အမာတည်ပေးပြောကြားခဲ့ပါသည်ဆူတောင်းခြင်းလေးလာခြင်းနဲ့အဆက်မပြတ်မိမိကိုယ်ကို စင်ကျင်သုံးသပ်ခြင်းနဲ့ဆက်လျင်ပြီးရမင်းကြီးက ရန်ပြည်တွင်ចောင်းသားဘွားသည်အတွင်ပိုင်းစိတ်နှလုံးသားပုံဖော်ထုစစ်ခြင်းပြုပြင်ပြောင်းလဲရေးလမ်းကြောင်းဖြစ်ပြီးထိုလမ်းကြောင်းတွင်ရင်ကျက်မှုနှင့်လွတ်လပ်မှုတို့ကြီးထွားလာရန်အတွက်စင်ကျင်သုံးသက်ခြင်းနှင့်យោသားမှုတို့သည် မရှိမဖြစ်လိုအပ်ကြောင်းရန်ပြည်တွင်ចောင်းသားများ၏ဆုတောင်းခြင်းနှုတ်ကပတ်တော်ကိုနားထောင်ထောက်ရှုခြင်းအပြင်တခင်ယေရှုနှင့်ပုဂ္ဂိုလ်ရေးရာယဉ်ဤမှုဆက်ဆံရေးကိုတည်ဆောက်ရန်တိုက်တွန်းခဲ့ကသူတို့ဖြင့် ဘုရားသခင်ရဲ့စကားနဲ့သူဆူတောင်းခြင်းဘုရားတရားလေ့လာမှုအားနဲ့သူသည်ဘုရားသခင်အကြောင်းကောင်းစွာ မပြောနိုင်ပါဓမ္မသင်္ချိုပညာလေ့လာခြင်းဤတန်ဖိုးကိုလည်းရမင်းကြီးကအလေးပေးပြောကြားခဲ့ပြီးသာသနာတော်ဤဘုရားသခင်နဲ့တွေ့ဆုံခြင်းသည်ဉာဏ်ပညာတွင်အမြင့်တွေရမည်ကိုအမြဲတမ်းအတိအမှတ်ပြုထားသောကြောင့်ဤအချက်ကိုအလေးပေးပြောကြားခြင်းဖြစ်သည်အဘဲကြောင့်ဆိုသောဤအချက်သည် မိမိယုံကြည်ခြင်းကို ခိုင်မာစေပြီး စင်ကြင်တုံတရားရှိက အခြားသူများကို အလင်းပေးစွမ်းနိုင်သောကြောင့်ဖြစ်သည်ဟုယာမင်ကြီးကရှင်းပြပါသည်ဆလဗီယာမင်ကြီးကယဟန်ဖုံတော်ကြီးဘုရားရှောက်လန်းသူများသည်တာမန်အဆင့်ကိုရှောင်၍ပေါင်းတင်ဆက်ဆံမှုဖြင့်နေထိုင်ရန်တတိပေးထားပါသည်ယဟန်ပြည့်တင်ကြောင်းသားများအားတာမန်အဆင့်ကိုရှောင်ရန်နှင့် လောကီဆန်ခြင်းတက်ကြွလှုပ်ရှားခြင်း algorithms သုံးဖို့အတွေးခေါ်ဝါဒ ideologies ၏ထောင်ချောက်ထဲသို့မကြောက်စရန်တိုက်တွန်းသတိပေးခဲ့ပါသည်ဘုန်းတော်ကြီးတစ်ပါးဤအထူးကြံစံချက်အန်ဒီယေကိုလည်းယမင်းကြီးကသတိပေးခဲ့ပြီးတယောက်ထဲနေသောဘုန်းတော်ကြီးများသည် ထိခိုက်လွယ်သည် သာသနာတော်သည်တကူသည်တူတယောက်ထိလှုပ်ဆောင်သူများကိုမဟုတ်အခြားသူများအတွက်မိမိကိုယ်ကိုပေးအပ်ဆက်ကပ်ပြီးအဒူတဘွားစုပေါင်းလှုပ်ဆောင်သောတန်ရှင်သည့်ယဟန်ဖုန်တော်ကြီးများကိုလိုအပ်သည်ဟုသူ၏စာတွင်ဖော်ပြပြီး ရမင်းကြီးလေဦးကရံပြည့်တင်ចောင်းသားများအားဆုတောင်းပေးခြင်းနှင့်အတူနီးကပ်စွာရှိနေကြောင်းအာမခံကရှင်ဘေထရီရိုက်ခတ်အရာကိုဆက်ခံခဲ့သူရမင်းကြီးနှလုံးသားတွေတွင်ရံပြည့်တင်ចောင်းသားများရှိနေကြောင်းရံပြည့်တင်ចောင်းသားဘဝသည်ကြီးမားပြီးခက်ခဲသောလက်ဆောင်တစ်ခုဖြစ်တော်လဲဤဘဝတွင်တင်တို့သည်ဘယ်သောအခါမှတဦးတယောက်တည်းမဟုတ်ပါဟုအပေးရင် ရန်မင်းကြီးကသူ၏စာကိုဏိကုံးချုပ်ထားကြောင်းဗာတီကန်သတင်းဌာနကဖော်ပြထားပါသည်။ဤတွင် Radio Veritas Asia အာရှသမတရားအသံလွှင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအသံလွှင့်လုပ်ပြီးပါသည်။ ဘောဒရှင်အပေါင်းဘုရားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလေအန္တရာယ်ခတ်သိမ်းဘီးရန်ခတ်သိမ်းငြိမ်းကြပါစေဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ